ားရက်အောင်မင်္ဂလာပါရှင် NG YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်မဒီကနေ့ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ဆုံးမလေးကီကီရဲ့ခန်းစစ်ပင်းဖြစ်ပါရဲ့ရှင်။ Like ပါခန်းစားနားဆင်ပေးကြပါဦးရှင်။အင်ကိုအလှည့်ပြင်းတဲ့ကီကီကိုရီကိုမျိုးတို့နှွေဦးရောက်လာခဲ့ပါသည်။ကီကီသည်နေသာသောဗရင်ပေါအနာထိုင်ခုံကိုဆွဲယူပြီးဒုတုကွေးလျက်ထိုင်နေသည်။ကောင်းကင်ကိုမှော့ကြည့်လိုက်သောအခါ ကလေးတယောက်၏ပေါ့မှုမှုဖူးဖွေးကလေးများကဲ့သို့နေကြီးနှုနှုထွေးထွေးများကထိန်လှဲ့ကမုံပြပြဖြစ်နေသည်တပတ်ခါဆိုရင် တနစ်ပြည့်ပြီပဲငါတို့အင်ကိုအလှည့်ပြန်လို့ရပြီကေကေသည်တနစ်ခင်းလုံးဤစကားကိုသာတူရဲရေရွနေမိသည်တနစ်တာပြည့်ခါနီးလေလေသူမသည် ထူးဆန်းစွာဖြင့်ပြောရွှင်မှုနှင့်ရင်ထိတ်မှုနှမျိုးစလုံးကိုခံစားနေမိသည်ဟုတ်ပါជីជីကထောက်ခံလေသည် ဒီနေ့နဲ့မနက်ဖြန်နေရပဲကျန်တော့တယ်။နင်ဘာမှပြင်ဆင်စရာမလိုတော့ဘူးလား။ငါဆိုလိုချင်တာကတနစ်ပြည့်တဲ့နေ့မှပဲအိမ်ပြန်လို့ရတာမှမဟုတ်ပါဘူး။ကီကီဤစကားကိုကြားပြီးကြည်ကြည်သည်ကျမ်းပြင်ကိုပုတ်နေတော့သူ့ရဲ့အမီးကိုဆက်ခနေရက်လိုက်သည်။ဘာဖြစ်လို့လဲကီကီ။နေမဲအိမ်ကိုအလည်းပြန်ဖို့မျောနေတာလေ။အခုဆိုရင်ပြင်မိတ်ရက်တော့နေလာပါဘကော။နေကဘာမှမထူးခြားတယ်လို့ဖြစ်နေတယ်။ကီကီသည် သူ့ရဲ့ဒူးခေါင်းကိုသူငေးကြည့်နေပြီးစကတ်ကိုဆုတ်ကိုင်းထားသည်ထို့နောက်ခြေတော့ကိုဆန့်ထုတ်လိုက်သည်ငါပြောင်းလဲသွားပြီလို့နင်ထင်လားငါအသက်ကြီးလာတဲ့ပုံစံပေါ့လားနင်ကအရရှိလာတယ်လေဒါပဲလားမမသိတော့ဘူးជីជីကသူ့ရဲ့နှာခမ်းမွေးကိုဆိတ်ရှုပ်လာဟန်ဖြစ်လှုပ်ပြသည်ငါတကယ်ပဲအရွယ်ရောက်လာပြီလို့နင်မြင်လားကီကီကထပ်ပေးလိုက်သည်နင်ဘာရီပြောနေတာလဲတနေ့တောင်ရှိနေပြီပဲ ဂျင်ဂျီကသူမကိုတအံ့တော်ကြည့်နေသည်သို့တော့သူကခေါင်းကိုမှော့လိုက်ပြီးသူမကိုအားပေးစကားပြောလိုက်သည်ငါမျက်နှာကတော့နင်ကအကောင်းဆုံးလှုပ်ခဲ့တာပါပဲချီးစူးပါပဲဟေးကေကေကဒုတိတ်စွာတုံ့ပြန်လိုက်သည်ကေကေသည်သူ့ရဲ့မိခင်လမ်းစဉ်အတိုင်းသမီးကောင်းပီတာစွာလိုက်၍ရှောက်လန်းခဲ့သည်သူမသည်မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အရကိုရီကိုမြို့တွင်နေထိုင်ပြီး ကိုပိုင်းလုပ်ငန်းလုပ်နိုင်ရန်ရွေးချယ်ခဲ့သည်စိန်ခေါ်မှုပေါင်းမြောက်များစွာကြုံလာခဲ့ရသည်တိုးတော်လေသူမသည်အကောင်းဆုံးလုပ်နိုင်ခဲ့သည်တို့တိုင်အောင်သူမသည်မထင်မှတ်ပဲယခုလိုစိတ်လှရှားပူပန်နေမိသည်ငါတကယ်ပဲအောင်မြင်ခဲ့တာလားအရွယ်မရောက်ခင်ကဆိုသူမသည်မိဘနှစ်ပါးပါဝင်လူတကာကိုလှက်ပတ်ကြွားနေမိလိုက်မည်တမီးပါတွေလှုပ်ထားလိုက်ကြည့်ပါဦးတမီးအတွက်ခုံမယူဘူးလားတို့တော့ယခုအခါသူမသည် ဂျီဂျီအကောင်းဆုံးလုတ်ခဲ့ပါတယ်ဟု အပြစ်စကားကိုကြားရသည့်တိုင်အောင်ကိုကိုကိုယုံကြည်မှုအားနည်းနေသည်။သူမသည် တစုံတစ်ယောက်၏အတီးပြုတ်မှုကိုလိုချင်နေခဲ့သည်။အင်ကိုပြမဲ့ရက်ကိုစိုင်းထားမယ်လို့နေပြောနေတာတော့မဟုတ်ပါဘူးနော်။ဂျီဂျီကသူမကိုစောင့်ခဲ့ကြည့်ရင်းမေးလိုက်သည်။မဟုတ်ပါဘူးဟာ။ကီကီကခုံထလာပြီးအချိုးဆန်လိုက်သည်။တောရောက်တောင်ရောက်စဉ်းစားခန့်ကိုဤတွင်ရက်သိမ့်ပြီ။โอเคအလုပ်လုပ်ဖို့အချိန်ရောက်ပြီ။ အင်ကိုပြန်လေတာလေအလုပ်တစ်ခုပဲငါတို့ကုဖာသားကိုမေမေနဲ့ဖေဖေတို့စီမပို့ဆောင်ဖို့လုပ်ကြတာပေါ့အစင်သစ်ဖြစ်ပြီလားငါတို့ပြန်ကြမယ်ယေးជីជីတီစိတ်ပေါ်ပါသွားသဖြင့်နောက်ပြန်ဂျွန်းပြလိုက်လေသည်ကီကီတီရခုအခါပိုး၍ကောင်းမွန်သောခံစားချက်များရှိနေပြီးခွန်အားအပြည့်ဖြစ်နေသည် ပထမဦးဆုံးငါတို့အိုဆွန်တို့ကို အတိပေးရမယ်အိုးတပက်ခါ ဟုတ်လားအဲ့တလောက်မြန်မြန်ပထင်ထားဖို့ကွယ်ဘလောက်ကြာကြာသွားနေမေးလို့စဉ်းစားထားလေဥစနိုသည်ကီကီတီရောက်အင်ကိုအလှပြန်လိုက်ပြီဟု တွေးထင်ထားခဲ့ပြီးဖြစ်သောကြောင့်ထူးထူးခြားခြားအံ့အားသင့်မှုမပြအင်း15ရက်လောက်ပေါ့တနစ်တောင်ရှိပြီဆိုတော့လေသမီးလည်းအေးအေးဆေးဆေးနားချင်လို့ပါဩစနိုဒီပြုံးရပြီးကီကီဤဘာပြင်ကိုအသာတူ၍ပြောသည်မိမိကိုချွေးနေတဲ့သမီးလေးတယောက်ပုံစံတောင်ပြန်ဖြစ်နေပါလား များသောအဖြစ်လူတွေကခီးသွားတာတို့အင်ပြန်လေတာတို့ဆိုရင်စိတ်ရက်တော့ပဲပြောကြတယ်15ရက်လို့မပြောကြဘူးခဏတစ်ဖြုတ်သွားလေပြီးမြမြပြန်လာခဲ့ပေါ့ကေကေတီရှက်သွေးဖြာပြီးရှာထုတ်ပြလိုက်သည်ထို့နောက်သူမကတွန်ဘိုစီဖုန်းဆက်လေသည်ငါတော့မနာလို့လိုက်တာ သူကပြောသည်ခရီးအရှိအကြီးထွက်မယ်လို့ကြားရတယ်လို့ပဲနေဘလောက်မြမြပြန်နိုင်တယ်လဲဘလောက်မြမြပြန်နိုင်လဲလေးဟုံစီးတာလား လေးစံကိုကြော်ဖြတ်ပြီးပြန်ရတာလားအပေါ်မှာကကောအပူချိန်ကဘလောက်ရှိတယ်လဲတိတ်တိုက်တွေကြားရပြန်တန်းရတာဘလို့နေလဲသူတို့ကအနဲ့အရသာရှိသလားသူတို့နေရောက်ပြောသည့်တစ်ချိန်လုံးသူမေးသည်မသည်ကပြန်တန်းသည့်အကြောင်းပင်ဖြစ်သည်သူကောင်းထဲမှာတခြားမေးစရာမေးခွန်းတွေမရှိတော့ဘူးလားသူက အမြဲရန်တီလို့စီးပူးလေလာနေတာပါပဲကီကီသည်ဖုန်းချလိုက်ပြီးနောက်မကြေမချမ်းဖြစ်လာပြီးဖုန်းကိုစိုက်ကြည့်နေလေသည်ထို့နောက်သူမသည် သူမဤပုံမှန်အလုပ်အနေကြဖောက်သည်များစီဖုံးဆက်အကြောင်းကြားရသည်မိမိလည်းအပါအဝင်ဖြစ်သည်ထို့သို့အတိပေးပြီးတကားလှသူမသည်အတိပေးဆိုင်ပုံရေးရန်လဲလှုပ်ရသည်စိတ်အနှောက်အယှက်ဖြစ်မှုအတွက်တောင်းပန်ပါရရှင်ခဏတာကြားတဲ့ခရီးကိုသွားနေရလို့ပါအတိပေးစာတောင်းလာလေးတွင်တော့သူမရေးလိုက်သည်ခဏတာဆိုရာက၁ရက်ပါထုံညတွင်သူမသည်ကြီးကြီးကိုပြောသည်မနေ့ပြန်ကားတို့ဆိုင်ကို တန့်ရှင်းလို့မယ် ပြီးတော့နောက်တနေ့မှမနှစောစောထပ်ပြန်ကြတာပေါ့အဆင်ပြေလားជីជីတီသူကအဖျဲသားဖြစ်နေတယ်သူကသူ့အမိကိုသူပတ်ချလဲလှဖမ်းဆွနေရင်ရုတ်တရက်တတိယကရှက်လိုက်တယ်ငါတို့တတွေ့ကိုကီရီနဲ့အိုကီနိုရောအတွက်ဘာလဲဆောင်နေယူသွားချမလဲနင်သူတို့အတွက်တခုခုတော့ပေးတဲ့နဲငါတို့မှသူတို့ကိုပြောပြဖို့အတွက်ဇက်လက်တွေရှိတယ်လေဒါပဲလားပိုက်စီလေးတွေကိုမပေးချင်ဘူးလား နှစ်တလောကအပြာရောင်ခြိတေစာတွေနဲ့သုံးဝေးထိုးနေသေးတယ်လေကေကေသည်တိတ်တဆိတ်ဖြင့်ပြန်ပေါင်းကြုံနေသည်နေမပြီးသေးဘူးလားအင်းလေထူးပေါင်းထူးစမ်းပါဘူးနေနာချေစည်းလုံနေတာတော့မှတင်းကဖေမမမြဲတာပြီးတော့အဲ့တလူငိမ့်ငိမ့်လေးထိုင်ပြီးလှုပ်ရတဲ့အလိုမျိုးကနေနဲ့မကိုက်ဘူးမဟုတ်လားជីជីကသူ့မခြေထောက်နားတွင်ထိုင်နေရင်းမှတက်ပြင်းချလိုက်သည်အဲ့ဒီလိုတော့မပြောပါနဲ့ဟေကီကီကပြုံးပြပြီးလှုပ်ဝက်ချက်တစ်ခုကိုပြရန်ပြန်လိုက်သည် သူမကစာအုပ်စင်ကြားမှတွန့်ကျေးနေသောစက်ကူအိတ်ကလေးကိုလှမ်းယူလိုက်သည်။ငါဖင်မြင်းမြင်းနဲ့လှုပ်ထားတာတခုရှိတယ်။အဲ့ဒီမှာကြည့်။သူမကပြောပြောဆဆဖြင့်အိတ်ကိုလှုပ်ခါပြီးထုတ်ပြသည်။အပြာရောင်တောက်တောက်အကွက်တွင်မိခိုးရောင်ရှက်ထားသောဗိုက်စီကလေးတစ်ခုဖြစ်သည်။နှစ်အတွက်ပဲကြည်ကြီးရဲ့အင်တာနက်ခါမှာနင့်ကိုပို့ပြီးစတိုင်ချသွားအောင်လို့လုပ်ပေးထားတာ။သွန်မွေးထိုးတဲ့ဖဖွားကြီးပြီးတဲ့ တစ်ခုကိုပြောက်သွားပြီးခရေကငါစပြီးလုပ်နေခဲ့တာပဲသူမကជីជីကိုបိုက်ស៊ីဝတ်ပေးလိုက်တော့အခါသူကပျော်ပြီးပတ်ပြေးနေလေသည်ပြီးတော့ငါမင်းမင်းနဲ့ဖေဖေတို့အတွက်လည်းလှုပ်ထားပါတယ်ကီကီကបိုက်ស៊ីနှစ်ခုကိုထုတ်ပြသည်လိန်ပေါ်ရောင်နဲ့အစိမ်းရောင်တို့ဖြင့်အသီးသီးလှပနေသောသိုးမွေးအထည်များဖြစ်ကြသည်နင်မသိအောင်ခိုးပြီးလှုပ်ရတာနင်တော်တော်ကိုရှိုးတာပဲနင်ကငါမသိပဲနဲ့ ဘယ်လိုလုပ်နေသလဲဆိုတာယုံတော့မယုံနိုင်ဘူးနင်းသိလားကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုကသုံးစပျော်စေတယ်တဲ့ကောင်းတဲ့လျှို့ဝှက်ချက်ဆိုတာကအင်းမဆိုးတော့လေမဆိုးပါဘူးโอเคငါသဘောပေါက်ပြီနင်းကဘာလို့သဘောပေါက်နေတာလဲကီကီကမေးလိုက်ပြီတော်တော်ជីជីကဘာမှမဟုတ်ဘူးဟုသာဖြေပြီးပတ်ချာလေးစောကစားနေတော့သည် နောက်တစ်နေ့တွင်ကီကီနှင့်ဂျီဂျီတို့ဆိုင်ကိုတန့်ရှင်းရေးလုပ်နေကြစဉ်တွန်ဘိုကအမောတကောရောက်လာသည်ဒေါသထွက်နေတဲ့ကဲ့သို့မျက်နှာမှနီးမြန်နေပြီးသူမအရှိတွင်အထုတ်တထုတ်ကိုချကာပြောလိုက်သည်နစ်တပါရောက်ကြလေးတွေကိုငါတို့တခါတလေနားကို မလဲဘူးကီကီကတွေးရင်းအထုတ်ကို ဖွင့်လိုက်သည် အတွင်းတွင်ပခုံးလွယ်အိတ်ကလေးတစ်လုံးရှိနေသည်ပန်းလူရောင်အိတ်သားအပေါ်တွင်ကြောင်နှစ်ကလေးတစ်ကောင်ဤပုံကိုထည့်ပြီးအလှဖော်ထားသည် ချစ်စရာလေးတနေ့ကជីជីတကောင်လက်ဆောင်ရပြီးပျော်မြူးနေတကယ်သူကီကီတီလည်းပတ်ပြေးခြင်းစိတ်ပေါလာသည်နင်းကြိုက်လားကီကီကခေါင်းညိတ်ပြသည်ကောင်းတယ်သူကဒုံတီချေးဖြည်သည်အဲ့ဒါကိုယူသွားသူမကပခုံးတွင်လွှဲလိုက်တော့အခါသူကရှက်နေဟန်ဖြစ်စကားပြောလာသည်အင်းนี่มะนับผันซุป้อတော့มาမဟုတ်လားကယူဆိုင်နော်ထို့နောက်သူကជីជីအီကောင်းကို အတာထိပ်ပုတ်ပြေးလာလန့်အတိုင်းတကြိုးရဲပြန်ပြေးသွားလေတော့သည်ကီကီသည်သူထွက်သွားသည်ကိုအငေးသာကြည့်နေမိသည်ဟုတ်တော့ဘာဖြစ်သွားရပြန်တာတော့ကြောင်နဲ့ပုံထဲတာကိုကြည့်ရင်သူတတ်တော့ကိုစိတ်ကူးကောင်းတာပဲជីជីကခေါင်းတညင်ညင်ဖြင့်တွန်ဘိုကိုထောက်ခံနေလေသည်ဟုတ်တယ်ကီကီကပြောပြီးခေါင်းညိတ်ပြလိုက်သည်ငါအထွတ်သေးချာရွေးထားပေးတာဆိုရင် သူလည်းငါကိုသဘောကျတည်တာဖြစ်မေသူမသည်အိတ်ကလေးတွေတတ်ထားသော ခြေသည်အနေရောင်လေးကိုဖြုတ်လိုက်သောအခါအတွင်းတွင်စာရွက်တစ်ပိုင်းတစ်စောက်ကိုတွေ့ရလေသည်။အိုးသူမကအာမေဒိတ်တာမီလေစာရဲမှာပါတီမာကတရားပေါ်ကနေနင့်ကိုငါလက်လန်းပြနေမယ်။တွန်ဘူပါရီလေးជីជីကမေးလိုက်သည်။အိုးဘာမှမဟုတ်ပါဘူး။ဟုတ်ဟုတ်သည်။ကီကီကကမ်းခါလိုက်ပြီးစာရွက်ကိုအိတ်ထဲပြန်ထည့်ကအိတ်ကလေးကိုအသာပုတ်လိုက်လေသည် โอเคตั้วจําเกเกดิตะเป็ดซีนี่ไอ้เมียอาอเปญทุบปิงจิจิโกขอยินตุมะอิสังคันโกอลูโลเล่เปญงีจิมิลีดิฟุ๊กอเนียงเลเปญญาเมียအုတ်ချက်များဖြင့်ပြုတ်လုခဲ့သောဇပွဲတစ်ခုမြေပုံတစ်ချက်ကျင်းမြောင်းသောလေကားခွင်ကလေးအခန်းတောက်တွင်ပုံထားသောဂျုံအိတ်များဤမြို့သို့ဆက်ရောက်ကလေးကလိုရမေရဝေခဲ့သောတူလီမုတ်ဆပစ္စည်းကလေးများ ရုတ်တရက်သူတို့အားလုံးသည်ယမန်နှစ်ကမှညာအပိုင်းအစာများဖြစ်တော်ပြီးကီကီအီနှလုံးသားရဲ့သူစူးခနဲကြိုက်လာသည်။သွားကြမယ်။သူမကအသက်ကိုပြင်းပြင်းရှူပြီးနောက်ပြောလိုက်တဲ့အတန်းမှာအနေငယ်တုံ့ပြန်နေခဲ့သည်။ကီကီကသူမ၏ဆိုင်ဘုတ်ကိုတကားဝတွင်ချိန်နေသောအခါအိုဆူနိုကမုတ်ဆိုင်ထဲမှပေါမုတ်ထုတ်ကြီးတစ်အိတ်ကိုကိုင်းပြီးထွက်လာသည်။သူမ၏အမျိုးသားကလည်းအနောက်မှခလေးကိုကြည်ကလိုက်လာသည်။ညီမအတွက်အလုပ်ပါလာတယ် ။အိုဆူနိုကအရှင်ဖောက်လိုက်သည်။ဒီပေါမုတ်ကိုညီမရဲ့အမေစီကိုပို့ပေးပါ။ပြီးတော့ခိုရီကိုမြို့ကအကောင်းဝန်ဆုံးမှုတ်ဆိုင်ကပေးတဲ့အကြောင်းကို ပြောဖို့မမေ့နဲ့နော်။အိုဆူနိုသည်ကီကီအီမူမှဲ့မှဲ့မျက်နှာလေးကိုတတိထားမိပြီးသူမကိုဝမ်းနည်းစင်မြေခန်းစားချက်များကိုဒရင်းပေါက်အပြင်ဖက်သို့လွင့်ထုတ်လိုက်စေသည့်အလားကျဲလောင်စွာရီမောလိုက်လေတော့သည်။ကီကီအေးတေးချပေါက်ပြန်လာခဲ့နော်။ဟုတ်ပြီလား။ စုံမလေးတယောက်ကငါတို့အိမ်နီးချင်းအဖြစ်ရှိနေတာပျော်ဖို့ကောင်းနေမိုးပေါ်မှာပြန်တန်းနေတဲ့ညီမကိုသုံးရက်လောက်မတွေ့ရရင်ကိုလူတိုင်းကမေးနေကြပြီလေသူ့ရဲ့စိတ်ထဲမှာတခုခုပျောက်သွားတယ်မျိုးခံစားနေကြရတယ်ကီကီတီငိုရမြေကဲတော့ထင်နေမိသည်သူမသည်မျက်နှာရှုပ်မဲ့လာသည့်အထိအိုဆုလူကိုတင်းကျပ်စွာဖက်ထားလိုက်သည်တေချာတာပေါ့ညီမတေချာပေါ့ကိုပြန်လာခဲ့မှာပါ ကီကီသည်တပစ်စီတွင်တွဲချိတ်ထားသောလက်ဆောင်ပစ္စည်းများနှင့်အတူလေထဲတဟုန်ထုပြန်တက်သွားလေတော့သည်ကိုရီကိုမြို့သည်ပင်လယ်ဖက်မှရောက်လာသော မနက်ခင်းမြူဝိများဖြင့်မသိမသာအုံဆိုင်လျက်ရှိသည်နာယီစင်ကိုလှည့်ပြန်ကမြို့ကိုတပတ်ပတ်ပြေးတကားလှသူမသည်ညစ်ကြီးကိုဆက်ထားသောတဒါနာအယောက်တွင်အချိန်လျှော့၍ခနေနေပြန်နေသည်ဟောသူကိုတွေ့ပြီတုံမိုသည်တဒါအလေ၌သူ၏စပင်းကိုခွာထိုင်ပြီး လက်များကိုဝေယံပြနေသည်ကီကီကပြန်၍လက်ဝေပြလိုက်သည်အဲအဲ့ဒါတူဖို့မဟုတ်လားဂျီဂျီကသူမအနှောင့်မတအံ့တော်မေးလိုက်သည်ဟုတ်တယ်ကီကီကဝင်ကြွားစွာဖြင့်ပြန်၍ဖြေလိုက်သည်သူသူအဲ့ဒီမှာရှိနေမယ်မင်းနင်သိလားကီကီကပြန်မဖြေပဲလက်ကိုဆက်ပြီးဝေယံပြနေသည်နင်အောက်ကမစင်းတော့ဘူးလားတေချာမနှုတ်ဆက်ပဲလက်ပဲဝေ့ပြနေတာကိုနင်စိတ်ထဲမှာတမျိုးမဖြစ်ဘူးလား ရပါတယ်အဆင်ပြေတယ်။ကီကီကတဒါအစာမှအဆုံးအထိနှက်ခောက်ဝဲပြန်ရင်လက်ကိုလည်းခက်ရန်ရန်ဝေးရန်ပြနေခဲ့သည်။ထို့နောက်ဘယ်ဖက်ရင်လိုက်ညဖက်ရင်လိုက်ဖြင့်မြောက်အရက်စီသို့အရှင်ဖြစ်ပြန်တန်းလာခဲ့သည်။တွန်ပေါ်သည့်အနောက်ဖက်တွင်တဖြည်းဖြည်းတည်ငယ်ကကြံခဲ့လေသည်။ Okay ။မတော်အင်ဒီယားမဲ့လမ်းကြောင်းပေါ်ရောက်ပြီ။ယခုအခါသူမပြုတ်လုံရန်ကြံသည်မှာကအိမ်တို့တန်းတန်းပတ်ပတ်ပြန်တန်းရတာဖြစ်သည်။ ူမတပြက်စီကလည်းစီးရသည်မှာညှိညောင်းနေသည်ကိုကီရီဤတပြက်စီအဟောင်းကိုစီးနေရတကဲ့သို့ပင်အရှိန်ကောင်းနေသည်သူမဤတပြက်စီသည်ကစွန်ပေါက်မြင်းပြူမှအဖြစ်မှယခုလိုအပိုးကျိုးစွာမြည်သည့်အချိန်ကလေးကညင်ကောင်းတော့ရသည်နိသူမသည်လေဟုံကိုအငိမ့်သားစီးနေရင်တွေးနေမိလေသည်ကီကီကပြန်တက်နေစဉ်ခိုရီကိုမျိုးတွင် သူမကြုံခဲ့ရသမျှကိုတပြေးပြေးတွေးရင်းစိတ်ကြည်နူလာသည်အိုဆူနိုကမျက်မျက်ပြန်လာခဲ့ဟုမာလိုက်သည် တွန်ဘိုကသူမကိုအစ်ကလေးတစ်လုံးလက်ဆောင်ပေးသည်သူကလည်းသူမကိုခံစားနေရမည်ထင်သည်တချို့မြို့ခံများကကောင်းကင်တွင်သူမပြန်တန်းတီကိုမမြင်ရလေသူမအားလွှမ်းနေတော့မည်အချိန်ကြာကြာပြန်တန်းနေရင်းနဲ့ပင်သူမ၏ရခင်ကတန်တရာများတောကများသည်လေနှစ်အတူလွင့်ချန်ခဲ့လေသည် ကီကီနှင့်ဂျီဂျီတို့အိမ်အပြန်ခရီးသည်မနစ်ကလာခဲ့သည်ထက်ပို၍ရန်စံနေသည်နေဝင်သွားသည်ညမိုးသားရန်ထက်ခြေလေးတပွင့်ထွက်ပေါ်လာသည် ကောင်းကင်သည်မောင်းသောအပြင်တဖြည်းဖြည်းမိတ်တုမိတ်တုအလင်းပောက်ကလေးများဝင်လာသည်တောအုပ်အစွန်းကို ကျော်လာသောအခါရင်းနေပြီးသားမြို့ကလေးတစ်မြို့ကကိကိဤမြင်ကွင်းထဲကို ဝင်လာသည် အတန်းလိုက်ဆောက်ထားသော အိမ်များပါမိရောင်များလှနေသည်ပင်လယ်ဘက်နှင့်မတူတောတော်ရှိလေသူသည်တိတ်သေးပြီးညနေမြူကိုများဆိုင်နေတတ်သည်ဝိရမြေရောက်ရောက်ချင်းစိတ်အကျဉ်းနှံ့ဆုံးသောအရာသည်တစ်ပင်အပြင့်ကြီးများထက်ချိတ်ဆွဲထားသည် တက်လက်လက်တောက်ပါနေသောခေါင်းလောင်ကလေးများပင်ဖြစ်သည်မြို့ဤအရှိဖက်စွန်းစွန်းတွင်ရှိသောမိဘအိမ်ကိုကီကီဦးတည်သွားလိုက်ပြီးခေါင်းမိုးပေါ်တွင်ရက်တန်နေလိုက်သည်ဘဲစုပြုတ်အနံ့ရတယ်ជីជីကပြောလိုက်သည်ဟုတ်လားငါလေးမိမိချက်ထားမယ်လို့အာရုံရနေတယ်ငါတို့အချိန်ဆုံးခင်းရပဲလေကီကီနဲ့ជីជីတို့သည်အိမ်ရနံ့ကိုတပွားကြီးယူဆိုင်လိုက်ကြသည်ထို့နောက်သူတို့သည်ဥယျာဉ်ထဲသို့ညင်သာစွာဆင်းလာကြသည် သူတို့သည် တကားစီ အတန်တိတ်သွားရင်တကားခောက်လိုက်သည်ဝင်လာခဲ့ပါကိုကီရီဤအတန်ဖြစ်သည် sorry နော်ကျမလက်နှစ်ဖက်လုံးမအားလို့ကီကီနဲ့ဂျီဂျီတို့တဦးကိုတဦးကြည့်ပြီးကြီးစင်ရန်တဘောဖြစ်ခေါင်းညှိလိုက်ကြသည်ကီကီကတကားကိုအသာတွန်းပြီးအတန်ကိုနှိမ်ကအမျိုးသားတဦးဤလေးတန်ပေါအောင်ပြောလိုက်သည်ဟယ်လိုပစ္စည်းပို့ဝန်ဆောင်မှုကပါမဒမ်ကိုကီရီသည် မိဖို့ကြောင့်ထဲမှထွက်လာပြီးလာကြည့်သည်ထို့အခါကီကီကတကားကိုအစုံအထည်တွန်းဖွင့်လိုက်တော့သည်အိုးကီကီသမီးလေးမိမိကမနှက်ပြအာယုဦးလောက်မှရောက်မယ်ထင်နေတာသူမသည်ဟင်းရည်များဆက်တောက်ဆက်တောက်ကျနေသောရောက်ချူတလက်ကိုကိုင်းနေရင်းမှကီကီကိုပြုံးနေလေသည်မိမိပဲပြောခဲ့တာလေသမီးကတနည်းအတိပြေမှအိမ်ပြလာရမှဆိုဟုတ်တာပေါ့ကီကီသည်အိမ်များနဲ့တပြည့်စီကို တကောင်းဝါတွင်ထားခဲ့ပြီးသူမအမေစီတို့ပြေးသွားသည်။ကောင်းတယ်ကောင်းတယ်ကောင်းတယ်။ကုကီရီကထက်ခါထက်ခါရွတ်နေပြီးသူမဤလက်များကို ကီကီဤပခုံးပေါ်တင်လိုက်သည်။သူမပြောရိုင်းကီကီကခေါင်းတငိမ့်ငိမ့်။အိုကီနိုသည်မိခမထွက်လာပြီးနောက်တလန်းကိုဆုပ်သွားသည်။ပျော်ရွှင်ဖွယ်ရာကောင်းသောပြန်လေစုံစည်းမှုကိုအပြုံးဖြင့်ကြည်နေသည်။ခဏအကြာတွင် သူက နောက်နောက်ပြောင်ပြောင်ဖြင့်စကားဝင်ပြောလေသည်။ ဖေဖေကိုတော့မေ့မသွားပါဘူးနော်။အိုးဖေဖေသတိပြန်ပါပြီ။ကီကီကသူ့လက်ဘင်းကိုတိုင်းဖက်လိုက်သည်။ตาအမိနှစ်ယောက်ပြန်လဲစုံစည်းချတဲ့အခိုက်မမောနိုင်မပန်းနိုင်စကားကိုလှုပ်ရက်ပြီးပြောကြလေသည်။ကိုကီရီကတခုပြောလိုက်။ကီကီကနောက်တခုပြောလိုက်ဖြင့်အသံများတစီစီထွက်နေကြသည်။အိုကီနိုနဲ့ဂျီဂျီကသူတို့အာအော်ဂျင်ကြီးစွာဖြင့်ချိန်နေကြလေသည်။များပြားလာသောစကားလုံးများသည် တို့သားအမိနှစ်ဦးထံတွင်မြည်တို့မြည်ပုံကိန်းအောင်နေခဲ့ပါသည်။ကီကီသည်အိုဆွန်တို့ပေးလိုက်သောပေါင်ပုတ်ကိုထုတ်ပေးပြီးသူမှပြုတ်လွတ်ခဲ့သောပိုက်စီများကိုလည်းပြလိုက်လေသည်။ဟဲ့တို့မွေထိုးတဲ့ဒီကိုတမိခတက်လာတယ်ပေါ့။တော်လိုက်တာ။ကိုကီရီသည်သူမ၏အင်ဂျီအောက်တွင်ပိုက်စီကိုချက်ချင်းပတ်ပြီးဝတ်လိုက်သည်။ပြီးမှသူမကပိုက်ကိုပုတ်ပြနေလေသည်။ မမီရေအဲ့ဒီဖဖကသူ့ထိုးသမျှသုံးမွေးပိုက်စည်းတွေတိုင်းမှာသူ့ရဲ့လက်ဝဲအစွမ်းတွေကိုတိချပေါက်ထည့်ထားတယ်။အသက်ကြီးတဲ့သူတွေမှာအဲ့ဒီလိုအစွမ်းတွေရှိတတ်ကြတယ်။အိုကီနိုကသူ့လက်ထဲရှိပိုက်စည်းကိုကြည့်ပြီးပြောလိုက်သည်။ထိုအခိုက်တွင်ဂျီဂျီသည်အချိန်ကောင်းကိုစောင့်နေသည့်အလားကိုကိုဆက်ပြီးစပွဲအချားတစ်ဖက်ကိုချောင်းစီလိုက်သည်။ထို့နောက်သူသည်သူ့ပစက်ထဲမှခရမ်းဖြော့ရောင်ခရုတ်ကုန်တစ်ခုကိုထုတ်လိုက်ပြီးကိုကီရီအီအရှိတွင်ထားလိုက်သည်။ โอ้โหนี่เล่นๆสอบปาลาราล่ะคุกกี้รีก็ตะอั่นตอมีไล่ดิบะโลรองเลยจิจิง่ากูชูท้าได้ล่ะกิกิก็ปูล้วยอั่นอ้าติดตัวหันเพชถ่าออดิตูก็ตูมาเนยวนากัดล้วยเปียวดิง่ามะนิดรีตรงกะกั้นฉีตัวตรงกะกောက်ท้าราลิก้องเนี่ยลิวะเจ็ดตะคุกะต้มซะปูซีเดเดဟုတ်เดဟုတ်เอกันปုတ်ฉะไปต้มซะปูเกยาบาดิ ကိုကီရီသည်ခရုခုံကိုလက်ပွားတွင်တင်ပြီးလှည့်ပတ်၍အနီးကပ်ကြည့်နေလေသည်။ဒါကခရုခုံလား။ပင်လယ်ရဲ့အယောင်ကဒီလိုလား။ဟုတ်မေသည်။ဟုတ်တယ်။အယုံဦးအဆမမြင်ရတဲ့ပင်လယ်ကအဲ့လိုအယောင်ပါပဲ။ကီကီကဖြေချသည်။ထို့နောက်ကိုကီရီသည်ကီကီနှင့်ជីជីကိုတသားတချီပြီးနင်တို့တော်တော်ကိုကြီးလာကြတာပဲ။ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင်ပုံစံလေးတွေကခလေးရုပ်တွေ့ အခုတော့ကြည်ပါဦးနှကောင်သားအရွေရောက်မိခင်ပြောစကားကြားသည်နှင့်ကီကီဤနှလုံးသားထဲတွင်ပီတိအပြစ်ဖြင့်ဂုံယူမိနေလေသည်ကိုကီရီကကီကီမေးသမျှကိုဖြေချပေးသည်ထို့အခိုက်တွင်သူမမေးခွန်းများအမေးကျဉ်ဆုံးပုဂ္ဂိုလ်သည်ကိုကီရီသားနှင့်ဖြစ်ကြောင်းကီကီသဘောပေါက်လိုက်သည်မိမိသမီးတွေးနေတာကလေစောမတွေဟာသူတို့ရဲ့တပြက်စီကို အမြဲတစေအာမကိုတင်ဘူးဆိုတာပဲ တမိလုပ်နေရတဲ့အလုပ်ကပစ္စည်းအမြန်ပို့တဲ့အလုပ်ဆိုတော့ပြန်တန်းဖို့ကတော့လိုတာပေါ့ဒါပေမဲ့တစ်ခါတလေလမ်းလျှောက်ရတာကောင်းတယ်လမ်းလျှောက်တဲ့အခါလူအမျိုးမျိုးနဲ့စကားပြောဖြစ်သွားတယ်စကားမပြောချင်ရင်တောင်မှပြောရတာပေါ့မမေသဘောပေါက်တယ်မဟုတ်လားအိုဆနိုကိုတွေ့တာကတမိလမ်းလျှောက်နေရင်တည်းတွေ့ခဲ့တာတမိကဝမ်းနေနေတာကိုအာယုံဖြောက်ချင်လို့ပြန်တန်းနေခဲ့မယ်ဆိုရင်ဘလို့ဖြစ်မလဲဘယ်သူမှမသိနိုင်ဘူးပြီးတော့ လူတွေကဆုံးမတယောက်ကိုအနိကက်တွေ့တဲ့အခါမှာသူတို့ထင်တယ်လို့နှာခေါင်းချွန်းချွန်းပဆက်ပြဲပြဲမဟုတ်တာကိုသိလာကြတယ်။တပီးတို့စကားတွေဘာတွေပြောဆွေးနွေးလာနိုင်ပြီးတယောက်နဲ့တယောက်နားလေသွားနိုင်ကြတယ်။ဟုတ်တယ်။တမီးပြောတာမှန်တယ်။ကိုကီရီသည်ခေါင်းတညိမ့်ညိမ့်ဖြစ်သဘောကျနေသည်။အိုကီနိုကကီကီကိုအံ့ဩသည့်မျက်လုံးဖြင့်ကြည့်နေပုံမှာသူ့တမီးကိုပထမဦးဆုံးအကြိမ်ဖြစ်ညင်ရတကယ်တို့ပြီး နောက်တနေ့အစတွင်ကီကီသည်သူမှခလေးဘဝကလေးကလီလာခဲ့တယ်လို့ဖြစ်နေသည်အချစ်ဟောင်းတွေပေါ်လာတာပေါ့လေဟုတ်လားကိုကီကီကရှိသည်အေးကောက်ပါလေတနေ့နေခဲ့တာနဲ့73နှစ်နေလာခဲ့တာရှင်ရရင်တော့ဒီလိုပါပဲကီကီသည်သူမှအကြိုက်ဆုံးလက်ဖက်ရည်ခွက်ဖြင့်လက်ဖက်ရည်တောက်ပြေးမန်ရှိတွင်ဟန်တပြပြသွားကြည့်တတ်သည်ညတိုင်းသူမသည်ခလေးဘဝကလေးကသုံးခဲ့သော ပန်းပွင့်ပုံပါသည့်ခေါင်းအုံးကိုဖက်ပြီးအိပ်ပြောသွားခဲ့သည်။မနေ့တိုင်းတွင်လည်းသူမသည်အိပ်ရဝသည့်အထိအိပ်ဆက်နေတတ်သည်။အချိန်အားနှင့်မြို့ထဲသို့ပတ်ရှောင်နေသည်။လူတိုင်းကသူမကိုနှုတ်ခွန်းဆက်ကြသည်။"အိုး၊ကီကီလေးပြန်လာပြီ။ကီကီရဲ့လှလာလိုက်တာ။ဟေးကီကီမတွေ့တာကြပြီ။ကီကီသည်သူမအပေါ်ဂရုစိုက်ချသော လူများရှိသောကြောင့်ပျော်ရွှင်နေသည်။"မွေးရမြေကိုတော့ဘာနဲ့မှရှင်ရွေမရဘူး။အိုဆိုနိုအီရည်တဲ့ မုတ်ဖို့ပြီးခါစပေါမှုတ်နဲ့တင်းတင်းဘူရင်ပေါမှတဆင့်စကားပြောနိုင်သောအိမ်င်းချင်းမြစ်ကြီးတလျှောက်ပေါက်ရောက်နေသောတပင်တန်းပင်လယ်ရက်နှံ့မြစ်မာသောနာရီစဉ်သူမတငယ်ချင်းမိမိဤအပြုံအသိအမွားလေးများကအစာသူမလွမ်းပါသည်ပြီးတော့တွင်ပေါ်တထားပေါ်မှနေ၍သူမကိုလက်များဝှေ့ရမ်းပြနေခဲ့သောမြင်တွင်သည်သူမဤနှလုံးသားတထောက်တနေရတွင်ကိန်းအောင်နေခဲ့သည် ထိုအရာများသည်သူမကိုကိုရီကိုမြို့စီသို့ပြန်ဆွဲခေါ်နေသည်သူမသည်နောက်တစ်ခါသူနှစ်တွေ့ရင်ပြောစရာများတောင်းလို့ပုံနေမည်ဖြစ်ကြောင်းကိုသိသည်ထို့အပြင်သူမသည်ဆိုင်အကြောင်းကိုတွေးနေမိသည်ယခုဆိုရင်ဖုန်းရည်နေတော့မည်အိမ်ရောက်နေတော့လေမြို့ကြီးမှကိစ္စများမြောင်တို့သည်သူမအိစိတ်ထဲစူးမှုလာနေခဲ့သည်သူမသည်ခိတ္တခဏရင်နာနေတော့လေအပန်းမပြေနိုင်ကိုရီကိုမြို့တွင်တစ်နှစ်သားနေခဲ့တော့လေပြန်သွန်းကျင်စိတ်ပေါက်နေနိုင်ပြီဟုမမျှော်လင့်ခဲ့ချေ သူမအတွက်လဲထူဆန်းနေခဲ့သည်နောက်ဆုံးတွင်သူမကတမီးတော်ကူရီကိုမြို့ကိုမနဲ့ဖန်ဖြစ်ဖြစ်တပတ်ခါဖြစ်ဖြစ်ပြန်သွားတော့မယ်ဟုတ်ပြောလိုက်လေသည်အိုးဖေဖေကတမီးဆယ်ရက်လောက်နေမဲ့ထင်နေတာအိုခီနိုကတမီးဖြစ်သူကိုတအံ့တအောကြည့်ပြန်သည်ဒီမှာရှိနေတဲ့ဘဝကိုညှင်းဝင်နေပြီလားသူကမေးသည် အဲ့ဒီလိုလည်းမဟုတ်ပါဘူးဒါပေမဲ့ဟိုမှာကတမီးကိုအလောက်အပ်မဲ့သူတွေစောင့်ကျင်စောင့်နေမှာဖုန်းကလည်းတချင်းလုံးမြည်တမီးအဲ့ဒီလိုမျိုးပူပန်နေရင်တတက်လုံးမပြီးတော့ဘူးတမီးဒီမှာရောက်နေရင်တမီးရဲ့စိတ်ကလည်းဒီမှာပဲရှိရမယ်လေဒါပေမဲ့သူမကတခုခုကို ပြောမြင်ဟန်ပြင်ပြီးရက်လိုက်သည်ကိုကီရီနှင့်အိုခီနိုတို့ကသူမကိုတွေ့ရန်တစ်နှစ်အကြာစောင့်ဆိုင်ခဲ့ရသည်သူမစောစောစစ်စစ်ပြန်သွားရင်မတရားဟုထင်ပေသည် ထို့နောက်တချိန်လုံးနေသောခုတ်ကီတွေကစကားဆာလာသည်တမိပြန်သွားရင်တော့ပိုကောင်းမယ်မိမိငငယ်ရုံးကလည်းဒီမြို့ကနေအင်ကိုပြန်သွားဖို့ရယ်ဒီမြို့ကိုပြန်လာခြင်းစိတ်က ထိတ်မနိုင်တိတ်မရဖြစ်တာကိုမှတ်မိတယ်ကိုရီကိုမြို့မှာဘာပဲဖြစ်ဖြစ်တမိစိတ်မပူဘူးဆိုရင်သူတို့မြို့ကပြဿနာကသူတို့ပြဿနာပေါ့သူတို့ဖာသာသူတို့ရှင်းနိုင်တာတော့ဟုတ်ပါလေမိမိပြောချင်တာကတမိပြောင်းခြင်းတဲ့စိတ်ပေါက်လာရင်တော့ပြန်ပေါ့ဒါပေမဲ့ တမီးကီကီနောက်တစ်နှစ်တော့ပြန်လာခဲ့ရမယ်။နောက်တစ်နှစ်တွင်ကီကီနှင့်ဂျီဂျီတို့သည်မြစိန်တောင်အရှိဖက်သို့ပြန်တန်းသွားလေသည်။ကုန်းမြင့်တွင်ထိုင်းလျက်တမျိုးလုံးကိုစီမိုးကြည့်နေလေသည်။သူတို့မြင်နိုင်သမျှတို့ကိုသူတို့အဝကြည့်ကြသည်။ဂျီဂျီငါတို့ပြန်သွားဖို့ဆုံးဖြတ်ထားတယ်။အဆင်ပြေတယ်မဟုတ်လား။သူမကမျက်ပင်ကြားတဲ့ရှိပိုးကောင်ကလေးများကိုလိုက်ဖမ်းရင်းစော်နေသည်။ပြေတာပေါ့။ဒီကတော့အထုပ်တွေဖြည့်ထားခဲ့သမျှကို ပြန်ထည့်ရဖို့ပဲရှိသေးတယ်။ ငါတော့ဘာလက်ဆောင်တွေတည်သွားမယ်ဆိုတော့စဉ်းစားထားပြီးပြီနောက်တစ်ခေါက်လေးလှိဝက်ချက်တွေပဲလားမဟုတ်ပါဘူးဦးစွန်တို့အတွက်ကိုမိမိရဲ့ဆေးတွေယူသွားမယ်နာချီစီဟာကလေးအတွက်ကောင်းမယ်လို့ငါထင်တယ်တွန်းဖို့အတွက်ကတော့ငါမသေးချသေးဘူးဒါပေမဲ့ငါတွေးထားတာကတော့ဒီတစ်ပင်ထိတ်ပြားမှာမိမိထိတ်ထားပြီးတဲ့ခေါင်းပေါင်းလေးတစ်လုံးလောက်လက်ဆောင်ပေးရင်ကောင်းမလားလို့အကြီးဆုံးတစ်လုံးကိုဖြုတ်ယူပြီးပုတ်တိုက်လိုက်ရင်အယောင်တက်သွားမှာပဲ ပြီးတော့ခေါင်းတောင်းကလေးတွေကငါရဲ့ကလေးဘဝအမတ်တရားတွေလေကောင်းတာပေါ့ဖောင်တန်ဘောဘန်တချောင်းပေးတာတစ်ခုအစပေါင်းများစွာစိတ်ကူးကောင်းနေအိုးជីကြီးရေကီကီကရေးလိုက်တယ်ခေါင်းလောင်းကအတန်တားတယ်ဒါကြောင့်ငါကတော့ကပြားတပုတ်မရေးတော့ပါဘူးဘာကိုဘလို့ရေးရမှလည်းမသိပါဘူးဟဲ့သူမခြေရောအောက်ရှိရေကြီးမှမျက်ခင်းရနေသည်လိုက်တက်လာသည်နွားများအော်တန်သည်လေးညင်းနှစ်တူး တန်းစင်အနှိမ့်အမြင့်ကပ်ပါလာသည်သူမကလဲလျောင်းပြီးမျက်စိများပိတ်လိုက်သောအခါနေရောင်ကြီးကိုသူမ၏မျက်ခွန်များအတွင်အစိမ်းရောင်အဆက်အပြောင်များကူးခတ်သွားနေကြတဲ့သို့မြင်နေရသည်ပြန်လာစရာနေရာတနေရာရှိတာဘလောက်ကောင်းလိုက်ပါသလဲအိမ်အပြန်တွင်သူမကိုသူမပုံစံအစ်စ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့လေသည်ကီကီအိမ်ရောက်သောအခါကိုကီရီကရေပြေးမေးသည်ညစိမ့်တောင်ကိုတွားခဲ့သလားမမေ့တည်တယ်လားကီကီကမေးလိုက်သည် ဒါပေါ့သမီးမျက်နှာမှာကမျက်ပင်အဆင်းတွေကပ်ပါလာတာထင်းနေတာပဲထုံနေလေတွင်ကီကီသည်ကိုကီရီနှင့်အတူမြို့ထဲသို့သွားပြီးမြို့တွင်ရှိသမျှသစ်ပင်တွေချိတ်ထားသောခေါင်းတော်များကိုလိုက်လံဖြုတ်ယူခဲ့လေသည်မနစ်ကခေါင်းတော်လေးတွေကိုလေတိုက်တိုက်သမီးကိုပဲတည်ထားနေတာကိုကီရီကမျက်ရည်စုပြီးပြုံးနေသည်သူမ၏ခံစားချက်မှာရောထွေးနေပါသည်ဒါပေကိုသမီးမလိုတော့ဘူးဆိုတာတွေးမိပြီးစိတ်မကောင်းလိုက်တာဟာ ကီကီကရေရွတ်သည်ကုတ်ကီရီကပြန်ပြောသည်မိမိဒါရီကိုတေချာတင်ထားမယ်တမိလိုအပ်တဲ့အချိန်မှာတုံးရတာပေါ့ဟင်ကုတ်ကီရီသည်တခုခုကိုသိနေတယ်လို့မျက်စိတစ်ဖက်ပိတ်ပြလိုက်သည်တမိရဲ့တမိအတွက်ပေါ့မိမိတမိလိုပဲအင်မတန်လိမ္မာပါနဲ့တဲ့တယောက်ဖြစ်လိမ့်မယ်လို့ယုံကြည်တယ်။သူမကရေးလိုက်သည်။ကေကေကအကြီးဆုံးခေါင်းလောင်းကိုရွေးလိုက်ပြီးပုတ်တိုင်ဆေးကြောကထုတ်ပိုးလိုက်သည်။ ထို့နောက်သူမသည်ကိုကီရီနှင့်ပိုကီနိုတို့ကိုနောက်တစ်ချိန်နှုတ်ဆက်ရသည်။ဤတစ်ချိန်တွင် သူမအတွေ့အရွယ်ရောက်လာမည်ဖိအားမျိုးတစိုးတစည်းများမရှိတွေ့ကြမယ်နော်။သူမမိဘများကပြေးရင်လက်ပြနှုတ်ဆက်သည်။ကီကီသည်ဂျီဂျီနှင့်အတူကိုရီကိုမြို့သို့တန်းတန်းမတ်မတ်ပြန်တန်းလာလေသည်။သူမသည် လေးဟုံစင်းရင်တစ်ဖြက်စီးလက်ကင်တွင်ချိတ်ထားသောအိတ်ထဲမှခေါင်းလောင်းတန်းတဲ့တဲ့ကိုကြားနေရသည်။ ထိုအတန်က သူမကိုမြင်မြင်ပြန်နိုင်အောင်စေဆုံနေလေသည် မကြာခင်တွင် သူမသည် တောက်ပသော ပင်လယ်ကြီးနှင့်မြင့်မားသောတိုက်တာများကို တွေ့လိုက်ရသည်ကြည်စမ်းပါဦးငါတို့မြို့ကြီးပဲကီကီကအော်ပြီးညွန်ပြလိုက်သည်ညနေတွင်စောင်းကြလာသောနေရောင်ကြောင်းနာရီစင်မရှေလျားသောအရိပ်ကြီးမူချလျက်ရှိနေသည့်ကိုရီကို မြို့ကိုကီကီနှင့်ជីជីတို့မြင်တွေ့လိုက်ရပါတော့သည် အစုံအထည်လိုက်ပါနားဆက်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်နောက်နေမှာလဲတုတ္တယတ္တစာပေတွေကိုဆက်လက်ပြီးဖတ်ရှုပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျိုးနားဆင်အပိချပါအောင်နော်။ Channel ကို Like and Subscribe လုပ်ထားပေးဖို့လည်းမမေ့ချပါနဲ့နော်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ခေကျူတန်ကနော့စနေအောင်